အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ movie recap channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင်တော့တောင်ကိုရီးယား action drama ဇကားကောင်းလေးတကားဖြစ်တဲ့ one high school hero ဇကားရဲ့အပိုင်း9ဇသိမ်းပိုင်းဖြစ်တဲ့အပိုင်း10ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပိုင်းခွန်ရဲ့အစမှာတော့အလေတန်းចောင်းတစ်ခုကိုပြသနေပြီးယွန်ကီနဲ့တငယ်ချင်းဖြစ်သူជីဆောင်တို့ကအမဲလိုလိုចောင်းသားလူမိုက်တွေရဲ့ပြင့်မှတ်ဖြစ်နေခဲ့ပါတယ်။သူတို့ရဲ့နောက်လိုက်အနေနဲ့အဖွဲတဲကိုအတင်းအကျပ်ဝင်ခိုင်းနေပေမဲ့သူတို့ကတော့အဖွဲတဲဝင်ပြီးမိုက်ကြီးခွဲဖို့ဆန္ဒမရှိတာကြောင့်အခုလိုထိုးကျခံနေရတာဖြစ်ပါတယ်။သူတို့ငွေညစ်တိုင်းမပေးကြတာကြောင့်လဲနန်ဟုံးជីယွန်ဖီဒိုနဲ့ဂဲဆုတို့အဖွဲကယွန်ကီတို့ကိုထိုးကျနှိပ်စက်ကြလေရှိပါတယ်။သူတို့ကတော့ထိုးကြိတ်ခံနေရပေမဲ့အဖွဲတဲကိုမဝင်လိုက်ရတာကြောင့်ရီမောနိုင်စေဖြစ်ကြပြီးသူတို့ရဲ့အခြေအနေကိုလည်းဟာတလုံနေခဲ့ကြပါတယ် တရမှာတော့ဂဲဆုတို့အဖွဲ့ကယုံကိနဲ့ဂျီဆောင်းတို့ကိုចောင်းသားလူမိုက်တွေကအင်တာနက်ဆိုင်မှာတွေ့သွားတာကြောင့်ဖမ်းခေါ်သွားရင်ရိုက်နှက်နေကြပါတယ်။အင်တာနက်သုံးဖို့ပတ်စံရှိပေမဲ့ကိုကိုကိုကာကွယ်ဖို့ပတ်စံမရှိဘူးလားလို့ဆိုပါတယ်။ယုံကိတို့စီကလည်းပတ်စံတောင်းနေကြပြန်ပြီးယုံကိလည်းငွေအနည်းငယ်ကိုထုတ်ပေးလိုက်ပေမဲ့တငယ်ချင်းဖြစ်သူဂျီဆောင်းကတော့ပေးစရာပတ်စံမရှိပါဘူး။ဒါကြောင့်သူလည်းဂဲဆုတို့ရိုက်နှက်တာကိုခံနေရပြန်ပြီးယုံကိကိုတော့နေရာကထွက်သွားဖို့ပြောလိုက်ပါတယ်။ ယွန်ဂီတို့လည်းနှစ်ယောက်လုံးကိုထွက်သွားခွင့်ပေးတယ်ထင်ပေမဲ့ဂဲဆူတို့ကတော့ပတ်စံပေးတဲ့ယွန်ဂီကိုသာထွက်သွားခွင့်ပေးခဲ့ပြီးဂျီဆောင်းကိုတော့ပြတ်မလွတ်ပေးကြပါဘူး။ဂျီဆောင်းကလည်းရပါတယ်အဆင်ပြေသွားမှာပါလို့ပြောလာပြီးယွန်ဂီလည်းနောက်ကိုပြတ်မကြည့်ပဲအင်ကိုသာတန်းပြန်လာပါတော့တယ်။လမ်းမှာတော့တငယ်ချင်းဖြစ်သူကိုစိုးရင်လာပြန်တာကြောင့်ဂျီဆောင်းကိုရအောင်ပြန်ခေါ်ဖို့တွင်တစ်ခေါက်ပြန်လဲလာပြန်ပါတယ်။ဒါပေမဲ့လည်းအတော်လေးအချိန်နှောင်းသွားပြီဖြစ်တယ်လို့ဂျီဆောင်လည်းမိုက်ကြီးခွဲနေတဲ့ចောင်းသားတွေရဲ့လက်ချက်နဲ့ចောင်းရဲ့လေးတက်မြောက်ကနေမြေပြင်ပေါ်ပြုတ်ကျလာခဲ့ပါတော့တယ်။ ဒါကြောင့်ပဲယွန်ကီလည်းသူပြဿနာသူရှင်းမယ်လို့ဤကင်းအင်းကိုပြောလာခဲ့တာဖြစ်ပြီးယွန်ကီကိုငယ်နိုင်ဖြစ်နေတဲ့ဂဲစုကလည်းအလွဲတကူပဲတိုက်ခိုက်သွားခဲ့ပါတယ်။ Désolé, hein? OK. OK. ယုံကီကိုအနိုင်ယူပြီးတဲ့နောက်မှာတော့အီဂင်းပတ်လှည့်ရင်းနဲ့စိန်ခေါ်လိုက်ပြန်ပြီ။တကယ်တော့ငါဒီကိုရောက်လာတာကအီဂင်းဆိုတဲ့ဟီးရိုးအကြောင်းကိုသိချင်လို့ပဲ။မင်းကဘာကိစ္စနဲ့ငါလူတွေကိုလာထိုးသွားရတာလဲ ယွန်ကီကလက်စားချေပေးဖို့ပြောလာလို့လားလို့ဆိုလာခဲ့ပါတယ်။ဤကင်းကလည်းယွန်ကီနဲ့သူတို့ဂျာကပြဿနာတွေကိုလုံးဝစိတ်မဝင်စားကြောင်းနဲ့ကြည်လို့မရလို့ကိုထိုးတာဖြစ်ကြောင်းကိုပြန်ပြောလာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ဤကင်းနဲ့ဂဲဆူတို့လည်းစတင်တိုက်ခိုက်လာကြပြီးဂဲဆူကလည်းတိုက်ရိုက်ခိုက်ရအတော်ကောင်းတာကြောင့်ဤကင်းလည်းအထုခံနေရပါတယ်။တံပြန်တိုက်ကွက်တွေကိုအသုံးပြုနေပေမဲ့ဂဲဆူကလည်းပြန်လဲထိုးတတ်နိုင်နေပြီးနောက်ဆုံးမှာတော့ဤကင်းလည်းဂဲဆူလက်ချက်နဲ့လဲကျသွားပါတော့တယ်။ ။ There you go. လက်ကျိုးသွားတာကြောင့်ဤကင်းလဲအော်ဟစ်လူလိမ့်နေရပြီးလက်ကျနေတဲ့ဤကင်းကိုဂဲစုကဂီတာနဲ့ပါရိုက်ပြမယ်လို့နေတော့အခန်းထဲကိုဂေါ်ဂျေဆိုတဲ့ဗဟေဒီဆန်ဆန်စီနီယာចောင်းသားတယောက်ဝင်လာပြန်ပါတယ်။ဂဲစုကလည်းအခုချက်ချင်းရက်လိုက်လို့ပြောလာပြီးဂဲစုကလည်းဒီမျက်နှာကိုရင်းရင်းနှီးနှီးသိနေတယ်လို့ခံစားလိုက်ရပါတယ်။အဒီနောက်မှာတော့ကလေးဘူသာလှည့်ရဲတဲ့ဂဲစုလဲယွန်ကီနဲ့နောက်တစ်ချိန်စီရင်ရှင်မှုအစင်းသင်းတွေ့တဲ့ဤကင်းရဲ့နှကြက်နဲ့ကက်ဆက်လေးကိုယူသွားလိုက်ပါတယ်။ ကောဂျီကလည်းဤဂိမ်းကိုဒီလိုရန်ဖြစ်နေတာတွေကိုရက်လိုက်ဖို့အကြံပေးနေပြီးယွန်ကီရဲ့လက်စားချေမှုကိုလည်းဒီမာတင်မဲ့အဆုံးတတ်တော့ဖို့ပြောလာပါတယ်။ဤဂိမ်းကတော့အတိတ်ကအကြောင်းအရာတွေကိုပဲပြန်လည်စဉ်းစားမိနေခဲ့ပါတယ်။အဲ့ဒီကာလတွေမှာတော့အကိုဖြစ်သူစုကင်းကိုចောင်းစာတွေနဲ့ပတ်သက်လို့အဖေဖြစ်သူကအတင်းအကျပ်ဖိအားပေးနေတဲ့ကာလဖြစ်ပါတယ်။အဖေဖြစ်သူကလည်းစုကင်းကိုအောင်မြင်စေခြင်းလွမ်းတာကြောင့်အလွန်အမင်းတင်းကျပ်နေခဲ့တာဖြစ်ပါတယ်။ဒါကပဲစိတ်ပိစည်းမှုတွေပြေပျောက်စေဖို့ဤဂိမ်းကိုလေပင်လာညှစ်လေးရှိတဲ့စုကင်းရဲ့အမူအကျင့်အစဖြစ်လာခဲ့ပါတယ်။ သူကသင်္ကန်းစာတွေလေ့လာပြီးတိုင်းမှာဤကင်းကိုလေပင်လာညှစ်လေးရှိပြီးဤကင်းကလည်းနှကြက်ကိုဆွဲဖြုတ်လိုက်တော့မှသာသူလည်းအသိစိတ်ပြန်ဝင်လာလေးရှိပါတယ်။အဲ့ဒီအချိန်မှာလည်းညီဖြစ်သူကိုသူလုပ်ခဲ့တာတွေနဲ့ပတ်သက်လို့မေးလျော့သွားခဲ့ပြန်ပါတယ်။မေဖြစ်သူကလည်းကောလိပ်ဝင်ခွင့်စာမေးပွဲကပြီးဆုံးတော့မှကြောင့်အရာအလုံးအဆင်ပြေသွားမှပါလို့သာဖြောင်းဖြားနှစ်သိမ့်ပေးခဲ့ရပါတယ်။ဒါပေမဲ့သူကင်းရဲ့အခြေအနေကတော့တစတာတစပိုဆိုးလာနေပြီးအဖေဖြစ်သူကပါဒါကိုသတိထားမိသွားခဲ့ပါတော့တယ်။ ဒါပေမဲ့စော်တီးကတော့စာမေးပွဲရလက်ကိုသာစိတ်ဝင်စားသူဖြစ်တာကြောင့်အကိုဖြစ်သူကိုတီးခံပေးပါလို့သာဤကင်းကိုပြောလာခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့စုကင်းကလည်းသူ့အဖေမျှော်မှန်းထားသလိုစေးကြောင်တက်ခွင့်ရသွားသလိုဤကင်းကလည်းစုံမအထက်တန်းကြောင်တက်ခွင့်ရတာကြောင့်မိသားစုတွေလည်းပျော်ပျော်ရွှင်ရွှင်နဲ့အောင်ပွဲခံနေကြပြီးဤကင်းကလည်းအကိုဖြစ်သူအတွက်ဂုဏ်ယူနေမိခဲ့ပါတယ်။ဒါပေမဲ့ရဲအနေငယ်အကြမှာတော့စုကင်းကစာဆက်မတင်နိုင်တော့ကြောင်းနဲ့ကြောင်းထွက်ချင်တယ်လို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့ဒီစကားနဲ့ပတ်သက်လို့အထွေအထူးဂရုမပြုမိခဲ့ပါဘူး။ အဲ့ဒီညမှာတော့ eGain အိပ်ဖို့လုပ်နေတော့အကိုဖြစ်သူကအခန်းထဲဝင်လာပြီးတော့ eGain ကတော့အရင်လိုပဲအကိုဖြစ်သူကလယ်ဘေးညစ်မဲ့ထင်းနေပေမယ့်တကယ်တော့သူကင်းရဲ့ကက်ဆက်အပြက်လေးကိုလာပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ချက်ကိုဝေထားရင်အဖေမရှိတော့တဲ့နေရာတစ်ခုကိုလွတ်မြောက်သွားလိမ့်မယ်လို့လည်း eGain ကိုပြောပြနေပြီးဒီအတောအတွင်းမှာအသိစိတ်မကပ်ပဲသူလုံးမိခဲ့တဲ့အပြုတ်မှုတွေအတွက်လည်းတောင်းပန်ကြောင်းကိုဆိုလာခဲ့ပါတယ်။သူစိတ်ထဲရှိတာတွေပြောပြီးတဲ့နောက်မှာတော့သူကင်းလည်းကိုကိုကိုအဆုံးစီရင်သွားခဲ့ပြီးတတိပြန်ရလာတဲ့အချိန်မှာတော့ eGain လည်းဆေးရုံရောက်နေမှန်းကိုသိလိုက်ရပါတယ်။ ဖေဖြစ်သူကလည်းဘသူကသူ့သားကိုရိုက်သွားတာလဲလို့မေးလာပြီးအဲ့ဒီသူကိုထောင်ချပြစ်မယ်လို့ပြောလာပါတယ်။အဲ့ဒီနောက်မှာတော့ယွန်ဂီကိုလည်းစတင်ဝေဖန်နေပြီးအီကင်းလည်းအိယာကထားထိုင်လိုက်ရင်အဲ့ဒီသူကအခြားသူမဟုတ်ဘူးနတ်ဟုတ်ပဲလို့ပြောလိုက်ပါတယ်။သူကအခြားចောင်းသားတွေကိုငွေညှစ်နေတာကြောင့်ကိုယ်တိုင်သွားဆုံးမခဲ့တာဖြစ်ကြောင်းနဲ့သူ့ရဲ့အဖေကလည်းစော်တေးစီမံနေတဲ့ဆေးရုံကဆရာဝန်ကြီးဖြစ်ကြောင်းပြောပြလာပါတယ်။အီကင်းလည်းအဖေသူ့ကိုထောင်ထဲတကယ်ထည့်ရဲလာလို့ပြန်မေးလိုက်ပြီးယွန်ဂီကိုလည်းအဲ့ဒီလူမိုက်တွေကိုသူတကယ်နှိတ်ကိုချင်နေတာဖြစ်ကြောင်းကိုပြောပြလာပါတယ်။ လက်ရှိမှာတော့ Egin ရဲ့စိတ်ထဲမှာလက်စားချေဖို့သာရှိနေပြီး Yongki ကတော့သူ့ရဲ့ပြဿနာတွေထဲမှာ Egin ကိုစက်မပါစေချင်တော့ပါဘူး။နောက်နေ့ Yongki ចောင်းကိုရောက်လာချိန်မှာတော့ Egin ရဲ့အဖေကចောင်းထဲကထွက်လာတာကိုတွေ့လိုက်ရတာကြောင့်သူလည်းလိုက်တွေ့ရင် Egin ရဲ့အခြေအနေကိုမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ Sorty ကတော့စေယုံကဆင်းလာတဲ့ Egin ကို US က Boston ចောင်းမှာចောင်းတက်ခိုင်းတော့မဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။ယုံကြည်ကလည်းအီကင်းကိုရံပွဲတွေတဲဆွဲထည့်မိတဲ့အတွက်ကိုအပြစ်ရှိကြောင်းကိုခံစားနေရပြီးအဲ့ဒီအချိန်မှာပဲဆွန်ဂျွန်ကလည်း ီဂင်းကိုဒီလိုပြင်အောင်လုပ်တာပျော်မီးရဲ့လားဒီလိုလူမျိုးကိုတငယ်ချင်းလို့ခေါ်နိုင်ရဲ့လားလို့မေးလာပါတယ်။ယွန်ဂီလည်းကြီဆောင်ရှိရာဆေးရုံကိုထွက်လာခဲ့လိုက်ပြီးတငယ်ချင်းဖြစ်သူပြန်လဲကျမ်းမာလာတာကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တငယ်ချင်းတွေလည်းရှေးအောင်နောက်ပြစ်တွေပြန်ပြောရင်အဲ့ဒီနေ့ကသူထွက်သွားတဲ့အပေါ်စိတ်မဆိုးဘူးလားလို့ကြီဆောင်ကိုမေးလာပါတယ်။ဂျီဆောင်ကလည်းအခြေအနေတွေကိုပြန်ပြောပြနေပြီးအဲ့ဒီတုန်းကဂဲဆူတို့အဖွဲ့ကယွန်ဂီပြန်လာမလားမလာဘူးလားဆိုတာကိုလောင်ကြီးစားကြီးထက်နေကြတာဖြစ်ပြီးပြန်လာရင်လည်းယွန်ဂီကိုထပ်မံထိုးကျိတ်ချဖို့စီစဉ်ထားကြပါတယ် ကြည်ဆောင်လဲတငယ်ချင်းဖြစ်သူကိုကာကွယ်ဖို့ဂဲစုတို့ကိုဝင်ရောက်တားဆီးနေရပြီးចောင်းသားလူမိုက်တွေကလည်းကြည်ဆောင်ကိုရန်နာဘော်ကနေပြစ်ချတော့မလို့ပြုလုပ်နေကြပါတယ်။ဒီလိုနဲ့ကြည်ဆောင်လဲကြောက်အလန့်အားနဲ့ရုံးကန်ရင်နဲ့မတော်တဆပြုတ်ကျသွားခဲ့ပြီးအဲ့ဒီနောက်မှာတော့ကြည်ဆောင်လဲဆေးရုံရောက်သွားခဲ့တာပဲဖြစ်ပါတယ်။နဟုတ်ရဲ့မိဘတွေကဩသာကြီးမားသူတွေဖြစ်ပေမဲ့သူတို့အနေနဲ့ရဲစခန်းမှာတိုင်ကျက်ဖွင့်ဖို့စီစဉ်နေတယ်လို့ပြဿနာဖြစ်တုံးကလည်းရုံးကြီးရဲ့တက်တေထွက်ဆိုချက်တွေရှိနေတာကြောင့်သူတို့ရဲ့ပြဿနာအတွက်တရားမျှတမှုပြန်ယူမယ်လို့ကြည်ဆောင်ကဆိုပါတယ်။ ဆေးရုံမှာတော့ဤကင်းလဲအကိုဖြစ်သူကိုဘေးမှမြင်နေရပြီးအခန်းထဲကထွက်သွားတဲ့အကိုဖြစ်သူနောက်ကိုဤကင်းအင်းလဲလိုက်လာခဲ့ပါတယ်။အမေဖြစ်သူလဲတစုံတစ်ခုကိုမတင်ကဒေါတာနဲ့ဤကင်းအင်းနောက်ကိုအမြန်လိုက်ရှာရပြီးခဏအကြာမှာတော့ဆေးရုံခေါင်းမိုးမှာထိုင်နေတဲ့ဤကင်းအင်းကိုမြင်လိုက်ရပါတော့တယ်။ဤကင်းကလဲအကိုဖြစ်သူဘလို့တွေခန်းစားခဲ့ရတယ်လဲဆိုတာသူလဲနားလဲသွားပြီးဖြစ်ကြောင်းပြောလာခဲ့ပြီးအမေဖြစ်သူလဲတုံ့လှုပ်သွားရင်းနဲ့ဒါရီယာသူမရဲ့အမားတွေသာဖြစ်ကြောင်းနဲ့ကလေးတွေရဲ့နာကျင်မှုကိုလိလိရှုခဲ့မိတဲ့အတွက်သူမရဲ့အပြစ်တွေသာဖြစ်ကြောင်းတောင်းပန်နေခဲ့ပါတယ်။ အမေဖြစ်သူကဝမ်းနဲ့တကြီးနဲ့တောင်းမှန်နေတာကိုတွေ့လိုက်ရတာကြောင့်ဤကင်းလည်းတိုက်ပေါ်ကမခုံချပြစ်တော့ပင်သူ့အကိုဖြစ်စေခြင်းတလို့အမေကိုဂူးဆိုင်ပေးဖို့သာဆုံးဖြတ်လိုက်ပါတယ်။ဤကင်းလည်းအခန်းထဲကိုပြန်ရောက်လာချိန်မှာတော့အစင်းသင်းစောင့်နေတဲ့အဖေဖြစ်သူကနေပြန်ကောင်းပြီမကြခင်မှာပဲ US ကဘော့စတန်ကျောင်းမှာကျောင်းတက်နိုင်အောင်စီစဉ်ပေးထားပြီဖြစ်ကြောင်းကိုပြောလာခဲ့ပါတယ်။ဤကင်းရဲ့အမေကလည်းစော်တေးကိုအခန်းပြင်ခေါ်ထုတ်သွားရင်အခုလေးတည်းမဲ့သူတို့ရဲ့တာကိုဆုံးရှုံးရတော့မလို့ဖြစ်ခဲ့ကြောင်းကိုပြောပြလာနေပြီးစော်တေးလည်းအံ့အားသင့်သွားရပါတယ်။ ဇနီးဖြစ်သူကတော့တားငယ်ကိုသူမထိန်းချောင်းခြင်းကြောင့်ပြောလာခဲ့ပြီးနောက်တနေ့မှာတော့ဂေါ်ကျေနောက်ကိုဂဲဆုအဖွဲ့ကလည်းနောက်ရောက်ခံလိုက်ပါတယ်။ဂေါ်ကျေကလည်းចောင်းရှိမှရံမဖြစ်ချင်တာကြောင့်အလင်းအမြန်ပဲထွက်ပြေးသွားပြီးလမ်းကြားတစ်ခုထဲအရောက်မှာတော့ចောင်းသားနှစ်ယောက်ကလမ်းပိတ်ထားတာကိုတွေ့လိုက်ရပြန်ပါတယ်။ဂေါ်ကျေကလည်းရွေးချယ်စရာမရှိတော့တာကြောင့်စတင်တိုက်ခိုက်လာရပြီးဂဲဆုရဲ့နောက်လိုက်တွေကလည်းခဏအတွင်းမှာပဲအလဲအကွဲတွေဖြစ်ကုန်ကြပါတော့တယ်။ဂေါ်ကျဲလဲစပြေးနေတော့ဂဲဆုရဲ့တငယ်ချင်းနှစ်ယောက်ကလမ်းထပ်ပိတ်ထားတာကိုတွေ့လိုက်ရပြန်ပြီဂေါ်ကျဲလဲအဲ့ဒီနှစ်ယောက်ကိုပါအလွယ်လေးအနားယူသွားလိုက်ပါတယ် ောင်းသားတယောက်ကခေါင်းကိုပန်းအုပ်နဲ့ရိုက်သွားတာကြောင့်ဂေါ်ကျဲလဲမူးဝေနေခဲ့ပြီးပခုံးလဲဒဏ်ရာရသွားခဲ့ပါတယ်။ဂေါ်ကျဲလဲလက်တပတ်ထဲနဲ့အခြားចောင်းသားတွေကိုတိုက်ခတ်ရင်ထွက်ပြေးသွားပြီးအဒီအချိန်မှာပဲဂေဆုကလည်းထပ်မံတိုက်ခိုက်ဖို့ရောက်လာပြန်ပါတယ်။ကဲစုကလည်းဂေါ်ကျဲရဲ့သတင်းတွေကိုကြားထားကြောင်းနဲ့ဒီသတင်းတွေကတကယ်ဟုတ်မဟုတ်တယောက်ချင်းတိုက်ခိုက်ရင်စမ်းကြည့်မယ်လို့ဆိုလိုက်ရင်အပိုင်းခုနှစ်ကလည်းဒီမာတင်ပဲပြီးဆုံးသွားခဲ့ပါတော့တယ် အပိုင်းရှိရဲ့အစမှာတော့ဂေါ်ကျဲနဲ့ဂဲဆုတို့လည်းစတင်တိုက်ခိုက်လာကြပြီးဂဲဆုလည်းဒဏ်ရာရနေတဲ့ဂေါ်ကျဲရဲ့ပခုံးကိုပြစ်မှတ်ထားတိုက်ခိုက်ပါတော့တယ်အရင်ကမှတော့သူတို့လည်းတယောက်နဲ့တယောက်ကိုအကျိတ်နဲ့ထိုးကျိတ်နေကြပြီးတစ်ဖက်မှာတော့ဤကင်းကအမေဖြစ်သူနဲ့အတူနေရာတက်မှာပြောင်းရွှေ့နေထိုင်နေပါတယ်။ မေဖြစ်သူကတော့အခုအချိန်ကစလို့သူမကသာဤကင်းရင်ကိုအုတ်ထင်းတော့မဲ့အကြောင်းလဲပြောလာပြီးစာမေးပွဲအဆင့်တွေကိုအရင်ကလောက်မစင်စားပဲပျော်ရွှင်အောင်နေထိုင်ဖို့သာပြောလာပါတယ်။စော်တီအိမ်ပြန်ရောက်လာချိန်မှာတော့တိုင်လုံးဘာမှမရှိတော့တာကိုတွေ့လဲရပြီးဂဲစုကအလဲထိုးသွားကြောင်းကြားလိုက်ရတာကြောင့်ယွန်ကီလဲစီနီယာကိုဆေးရုံမှာတွားတွေ့နေရပါတယ်။ခေါကြလဲငါ့ကိုဒီလိုမြင်ရတာစိတ်ချမ်းသာရဲ့လားအကျန်းဖတ်ချင်းရဲ့ဥပဒေကိုမင်းနားလဲလားအကျန်းဖတ်မှုတွေကအချိန်ကျလာရင်ကျူးလွန်ခဲ့သူစီပြန်ရောက်ကြစမြဲပဲလို့ဆိုပါတယ်။ သူကအခြားចောင်းသားတွေကိုအနိုင်ကျင့်လေရှိတာကြောင့်အခုအချိန်မှာအေးအေးဆေးဆေးနေတာတောင်ဒီပြဿနာတွေကမပြီးဆုံးတော့ဘူးလို့လည်းယုံကြည်ကိုဆုံးမနေခဲ့ပါတယ်။အဒီနောက်မှာတော့နှကြနဲ့တယောက်ရောအစဉ်ပြေးရဲ့လားလို့မေးလိုက်ပါတယ်။ယုံကြည်လည်းစီနီယာရဲ့ဇကားတွေကိုတွေးတောနေရင်ဤကင်းအတွက်လည်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဤကင်းလည်းအမေဖြစ်သူနဲ့လေပတ်သွားလိုက်ရင်ចောင်းကအခြေအနေတွေအလုံးကိုမေ့ပြောက်နေခဲ့ပါတယ်။မိခင်ကလည်းတားပြစ်သူကြည်ကောင်းတာကြောင့် girlfriend တွေရနေပြီလားလို့မေးလာပေမဲ့တစ်ချိန်လုံးရန်ဖြစ်နေရတဲ့ဤကင်းလည်းဒီအကြောင်းကိုတွေးတောင်မတွေးမိဘူးဖြစ်နေခဲ့ပါတယ်။ အမေကလည်းငွေချင်းဖြစ်သူယွန်ကီမာရော girlfriend ရှိလားလို့မေးလာပြန်ပြီအဲ့ဒီချိန်မှာပဲအီကင်းလည်းယွန်ကီကပါသူနဲ့ထူးမခြားနာဖြစ်နေကြောင်းကိုတွေးမိသွားပါတော့တယ်တစ်ဖက်မှာတော့ယွန်ကီကငွေချင်းဖြစ်သူအတွက်ဂဲဆုစီကနေနကြက်ပြန်တောင်းနေပြီဂဲဆုကလည်းဒီနကြက်ကပြန်နေတာရောမင်းသိရဲ့လားလို့ပြန်ပြောလာပါတယ်ယွန်ကီကလည်းအီကင်းဟာဘာကြောင့်ကက်ဆက်အပြတ်ကိုနားထောင်နေမှန်းနားမလည်နိုင်ဖြစ်ခဲ့ရပေမယ့်အဲ့ဒီပစ္စည်းကိုပြင်ရဖို့ကသာသူ့အတွက်အရေးကြီးနေပါတယ်။ဒါနဲ့ပဲဂဲဆုလည်းငါ့ကိုအနိုင်ယူနိုင်ရင်ဒီနှစ်ချက်ကိုအီကင်းစီပြန်ပေးမယ်လို့ပြောလိုက်ပါတယ်။ ယွန်ကီလည်းရှေရှေဝေးဝေးစကားများမနေတော့ဘဲဂဲစုကိုဝင်ရောက်တိုက်ခိုက်လာပြီးဒီချိန်မှာတော့ယွန်ကီလည်းဂဲစုရဲ့မေးကိုမိမိရရကံမိလိုက်ပါတော့တယ်ဒေါသထွက်သွားတဲ့ဂဲစုလည်းယွန်ကီကိုအပြင်းထန်ပြန်လဲတိုက်ခိုက်နေပြီးယွန်ကီလည်းဂဲစုနဲ့လက်ရည်ချင်းမရှင်းနိုင်မှသိပေမဲ့တငယ်ချင်းအတွက်အတက်နိုင်ဆုံးပြန်လဲတိုက်ခိုက်နေရပါတယ် ကဲစုကလည်းလဲကျသွားခဲ့တဲ့ယုံကြည်ကိုကြည်ဆောင်တတိပြင်ရနေပြီမဟုတ်လားလို့ယုံကြည်မခန့်ချင်းအောင်မေးလာပြီးမကုကန်နိုင်တော့တဲ့ယုံကြည်ကိုစိတ်တိုင်းကျတိုက်ခိုက်နေပါတော့တယ်။ဤကင်းနဲ့အမေဖြစ်သူတို့အိမ်အသိကိုပြင်ရောက်လာချိန်မှာတော့အဖိုးဖြစ်သူကရဲတွေနဲ့ပါအစင်းနဲ့ဆောင်ဆိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ချွေးမကစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတာကြောင့်မိဖြစ်သူကိုကြောက်မဖို့ပဲအပြင်လျှောက်ကော့သွားနေကြောင်းကိုပြောလာခဲ့ပါတယ်။ရဲတွေကလည်းသူမကိုဖမ်းဆီးခိုင်းနေတာကြောင့်ဤကင်းရဲ့အမေလည်းရှင်းနေဖြစ်သူကိုအမြန်လာခဲ့ဖို့ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ။ဤကင်းကိုလည်းလောလောဆယ်ပြန်လိုက်သွားဖို့နဲ့ကိစ္စတွေရှင်းပြတာနဲ့မကြခင်ပြန်လာခေါ်မယ်လို့ပြောလာပါတယ်။အဖေဖြစ်သူကလည်းအမေဟာစိတ်ပိုင်းဆိုင်ရာကုသပြီးပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်လို့ဤကင်းကိုပြောလိုက်ပြီးဤကင်းကလည်းတကယ်တော့ဆယောကကုသဖို့လိုအပ်နေတာကအခြားသူမဟုတ်ပဲအဖေပဲလို့ပြန်ပြောသွားပါတော့တယ်။ကဲစုကိုမနိုင်လိုက်ပေမဲ့တငယ်ချင်းဖြစ်သူရဲ့နှက်ကိုပြန်ရလိုက်တာကြောင့်ယွန်းကီလည်းဝမ်းသာရီမောနေခဲ့ပါတယ်။အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်မှာတော့ဤကင်းလဲအဖိုးဖြစ်သူရဲ့ဆုံးမဇာတွေကိုတောက်လျှောက်နားထောင်လာရပါတယ်။ ဖိုးဖြစ်သူကတော့ကြောင်းပြီးတဲ့အထိသူ့အိမ်လာနေဖို့စီယုံနေပေမဲ့ဤကင်းကတော့လှဲတော့မကြည့်တော့ပဲယွန်ကီရဲ့ဖုန်းကိုချက်ချင်းပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကားပေါ်ကဆင်းယွန်ကီခေါ်တဲ့နေရာကိုထွက်လာခဲ့ပြီးဒဏ်ရာတွေနဲ့ယွန်ကီကိုမြင်လိုက်ရတာကြောင့်ဤကင်းလည်းအံ့အားသင့်သွားရပါတယ်။ဒါပေမဲ့ယွန်ကီကတော့သူ့အဆင်ပြေကြောင်းနဲ့ဤကင်းရဲ့နိုင်ငံသားမထွက်ခင်လမ်းလို့ဆက်တာဖြစ်ကြောင်းကိုပြောရင်းသူယူလာတဲ့နှကြက်ကိုပြန်ပေးလိုက်ပါတယ်။ကဆက်ကိုလည်း YouTube ကြည့်ရင်ပြင်ပေးထားကြောင်းပြောလာခဲ့ပြီးယွန်ကီပြန်သွားချိန်မှာတော့ဤကင်းလည်းကဆက်ကိုပြန်ဖွင့်ကြည့်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ Egan လဲဒီကက်ဆက်ကထွက်လာတဲ့အတန်ကိုပထမဆုံးကြားလာခဲ့ရပြီးအကိုဖြစ်သူပြောခဲ့တယ်။အရာရာကိုနှလုံးသားနဲ့နားထောင်ရင်အသက်ရှင်ရတဲ့အတိတ်ပဲကိုနားလည်သွားလိမ့်မယ်ဆိုတဲ့စကားကိုပြန်လည်ကြားယောင်လာခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ Egan လဲဂေဆုရဲ့ကြောင်းရှိမှသွားဆောင်နေပြီးတစ်ဖက်မှာတော့ Egan ကိုရှာနေတဲ့အဖေဖြစ်သူလဲယွန်ကီကိုမေးမြန်းပေးမယ်သူတို့လည်းမရေမရာဖြစ်နေခဲ့ပါတယ်။ကြောင်းရှိမှစောင့်နေတဲ့ Egan ကိုမြင်လိုက်ချိန်မှာတော့ဂေဆုကလည်း Hey school hero မင်းဒီမှာရောက်နေတာငါမသိလိုက်ဘူးထိုးချင်ရင်အခြားနေရာသွားမယ်လို့ဆိုပါတယ်။ ဤကင်းကလည်းမင်းကဘယ်သွားမလို့လဲចောင်းသားဆိုတာစာသင်ခန်းကိုပဲသွားတင်တာမဟုတ်လားလို့ပြောရင်ဝင်ထိုးပါတော့တယ်ဤကင်းကတော့လက်တစ်ပတ်ကျုံးနေပေမဲ့ဂဲစုကိုအတင်းအကျပ်လိုက်တိုက်ခိုင်းနေပြီးအတွေ့အကြုံကွာလာတာကြောင့်ဤကင်းလည်းအထုတ်ခံနေရပါတယ်တချီမှာတော့ဤကင်းကလည်းဂဲစုမေးပြားကိုမိမိရရကံပြီးလိုက်ပါတော့တယ်ဒေါသထွက်လာတဲ့ဂဲစုကလည်းဤကင်းကိုအပြင်းအထန်လိုက်လံတိုက်ခိုင်းနေပြီးဤကင်းလည်းဂဲစုရဲ့ကံချက်ကိုကြောက်ပတ်တီးစီးထားတဲ့လက်နဲ့ကားလိုက်ရပါတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့ရံပွဲကလည်းကာလမဘော်ထိပါရောက်လာကြပါတယ် အခြားចောင်းသားတွေကလည်းကလမ်းမဘော်ဒီဝိုင်းပတ်ရင်အပိအမြောက်လုပ်နေကြပါတယ်တံပြန်တိုက်ကွက်တွင်နဲ့သာပြန်လည်တိုက်ခိုက်နေရတဲ့ဤကင်းကိုလည်းဟေးဒါမင်းရဲ့အဆန်းအကုန်ပဲလားမင်းသိရလားငါတို့နှစ်ယောက်လုံးကအမိုက်တွေပဲလို့ပြောလာပါတယ် ဒီစကားတွေကြောင့်ဤကင်းလဲရီမောရင်နဲ့ပြန်ထလာပြီးငါကမင်းလိုအမိုက်ကောင်နဲ့မတူဘူးလို့ပြောလာခဲ့ပါတယ်။အဒီနောက်မှာတော့ဤကင်းနဲ့ဂဲဆုတို့လည်းထပ်မံတိုက်ခိုက်ကြပြန်ပြီးဤကင်းလဲသူ့ရဲ့ကြောက်ပတ်ဒီစီးထားတဲ့လက်နဲ့ဂဲဆုရဲ့ခေါင်းကိုရိုက်ခွဲလိုက်ပါတော့တယ်။ မူဝေလေးကျသွားတဲ့ဂေဆုကိုအီကင်းကလည်းအဆက်မပြတ်လိုက်လံထိုးနှက်နေပြီးသူ့ရဲ့ဒေါသတွေမချေနှက်ချက်တွေအလုံးကိုဂေဆုပေါ်စုပုံချရင်အဆက်မပြတ်ခွာထိုးနေခဲ့ပါတော့တယ်။စိတ်ကြည်နှက်လောက်အောင်ထိုးနှက်ပြီးတဲ့နောက်မှာတော့အီကင်းလည်းနှကြက်ကိုပြန်တက်လိုက်ရင်ဂေဆုကိုအဆုံးသတ်ဖို့လုပ်နေပြီ။အဲ့ဒီအချိန်မှာပဲယွန်ဂီနဲ့ဆော့တေးတို့လည်းနေရာကိုရောက်လာခဲ့ပါတော့တယ်။တို့လေအီကင်းကိုရက်လိုက်ဖို့တားနေကြပြီးအဖေပြည့်သူလည်းအီကင်းကိုလုံးဝမထင်ထားတဲ့ပုံစံနဲ့တွေးလိုက်ရတာကြောင့်တုံလုံးမှင်းသက်သွားရပါတယ်။ ။ဒါပေမဲ့ဤကင်းကတော့နောင်နာမရပဲသူလုတ်ဆရာရှိတာကိုဆက်လုပ်နေပြီးဂဲစုနန်ယိုးကိုလည်းနင်းချေပစ်လိုက်ပါတော့တယ်။အဖေဖြစ်သူကိုလည်းပြုံးပြရင်ကျွန်တော်ဘာကြောင့်ဒီလိုပြောင်းလဲသွားလဲမမေ့တော့ဘူးလားလို့ပြောလိုက်ပါတယ်။ဒီအဖေပြက်တွေပြီးဆုံးသွားတဲ့နောက်မှာတော့ဤကင်းလည်းခေါကျဲတက်တဲ့မူယွန်းကျောင်းကိုပြောင်းရွှေ့သွားရပါတော့တယ်။မိဘတွေရှိမှတော့ဆရာကလည်းအလွန်ကိုပြူငါနေသလိုဤကင်းကိုလည်းကောင်းကောင်းစောက်ရှောက်မဲ့အကြောင်းကိုဂတိပေးနေခဲ့ပါတော့တယ်။ဤကင်းလည်းចောင်းကားပေါ်တက်ရင်နှကြက်တက်နေတော့ ဟေးငကြက်နဲ့ဒူးကျွန်ကြောင်းသားကဒီမှာဘာလုပ်နေတာလဲဆိုတဲ့အတန်ကိုကြားလိုက်ရပြီယွန်ကီလည်းသူ့ရဲ့ဘေးနားမှာဝင်ထိုင်လာပါတော့တယ်ယွန်ကီကလည်းတငယ်ချင်းဖြစ်သူနဲ့အတူတူကြောင်းတက်ပုတ်ကိုရွေးချယ်ခဲ့တာဖြစ်ပြီးကြောင်းရောက်ချိန်မှာတော့ဆရာဖြစ်သူရဲ့တရုတ်မှန်လဲပေါ်ပေါက်လာခဲ့ပါတော့တယ်ကြောင်းသားတွေကိုကားပေါက်ကမြ мян ဆင်းကြဖို့ပြောရင်လဲတစ်ဖက်ကထိုးကျိတ်နေပြီးဒီကြောင်းကထိတ်တန်းကြောင်းသား၁၀ယောက်ကသာကြောင်းကထွက်ခွင့်ပေးကြောင်းသိလိုက်ကြရပါတယ်ဒီကြောင်မှာတော့စာအုပ်တွေကြောင်းတင်ငန်းစာတွေမရှိဘဲတိုက်ခိုက်မှုတွေသာရှိပြီးဤကင်းနဲ့ယုံကြည်တို့လည်းဒီနေရာမှာဘဝတည်စားဖို့နဲ့ ီကျောင်းကထိတ်တန်းကျောင်းသား၁၀ယောက်ထဲပါဝင်အောင်စူးစမ်းဖို့ဆုံးဖြတ်လိုက်ကြရင်ဒီဇလန်းကလည်းဒီမှာတင်မဲ့ဆုံးသက်သွားခဲ့ပါတော့တယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Channel လေးကိုလည်း Like and Subscribe ပြုလုပ်ထားပြီးစောင့်ကြည့်ဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။